ဒီနေ့ block လေးကတော့ကျွန်တော်တို့ China food block တွေမှာတွေ့ရတဲ့အတိုင်းပေါ့နော်သူတို့ကကြတော့ကျွန်တော်တို့ပဲပြားနဲ့ထမင်းနဲ့ကိုလုံပြီးတော့သူတို့ကြော်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီစားစာလေးကရောကျွန်တော်မြန်မာပါးစပ်နဲ့တကယ်ရောအဆင်ပြေရဲ့လားတကယ်ရောစားကောင်းရဲ့လားဆိုတာကိုသိချင်လို့ကျွန်တော်ဒီနေ့ live လောက်စားကြည့်ပါရတယ်တကယ်လဲစားကောင်းတဲ့အတွက်ကိုပြန်လဲမျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ ကျိုးဟာတွေဆိုလို့ရှိရင်ကျွန်တော်စားကျင်တာတွေနဲ့ကျွန်တော်ထပ်ပြီးတော့ဖြည့်ထားရပါတော့ပြန်လဲဆန်းသစ်ထားပါတယ်ဆိုတော့ကျွန်တော်စားကျင်တဲ့ပြောင်းမှုပေါ့နော်ပြောင်းမှုလေးကလည်းခြိုးတဲ့ရတာရှိတဲ့ကြောင့်မို့လို့ပြောင်းမှုကိုလည်းဒီအနုအပိုင်းလေးတွေကိုကျွန်တော်လှီပြီးထည့်လိုက်ပါမယ်သူတွေမှာတော့မပါဘူးပေါ့เนาะကျွန်တော်ကတော့ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ပဲပြလင်းကားတုံးကိုထည့်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ကတော့ပဇွန်မှာထက်ထည့်ပါတယ်ဒီပဇွန်ကိုလည်းအခွန်ခွာပြီးတော့ပေါ့เนาะတေချာလေးထည့်မယ်ပြီးလို့ရှိရင်တော့ငရုတ်ကောင်းမှောက်လေးအနက်မွေးလေးပြောင်းငရုတ်ကောင်းထည့်မယ်ပြီးလို့ရှိရင်တော့ကြက်ဥတလုံးဖောက်ထည့်လိုက်ပါတယ် ြီးရင်တော့ကြက်သွုံမိတ်လေးတွေကိုပါဒီကတ်ကြီးလင်းနေတယ်ပေါ့နော်ကြိုက်ပြီးထည့်လိုက်ပါမယ်။ပြီးရင်ကျွန်တော်ကတော့အကြော်မှုတ်ဖြစ်တဲ့ယူရီးယားမဲ့အကြော်မှုတ်လေးကိုပါထပ်ထည့်ပါမယ်။ပြီးလို့ရှိရင်တော့သူ့မှာပြတဲ့အတိုင်းပေါ့နော်ကျွန်တော်ကတော့ထမင်းလေးအနည်းငယ်ကျွန်တော်ထည့်လိုက်ပါမယ်။ထမင်းလေးနဲ့ပါရောနေပြီးတော့လုံမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ပြီးရင်အရာသာအတွက်ကိုကတော့ကျွန်တော်ကတော့အကြော်မှုတ်အနည်းငယ်စားအနည်းငယ်ထည့်ပါရယ်။ဒီချိုအကြော်မှုတ်ထည့်ခြင်းလည်းရပါတယ်ကျွန်တော်ခနောတို့လိုမျိုးထည့်ခြင်းလည်းအဆင်ပြေတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒါတွေအားလုံးကိုတမအောင်ရောင်းနေလိုက်ပါမယ် ပြီးရင်တော့စစ်စည်းပပိုင်လေးဖြစ်သွားအောင်ကျွန်တော်ကတော့ကော်မုတ်အနေငယ်ထည့်ပါတယ်သူ့မှာတော့တချို့ပါဝင်ပစ္စည်းတွေမထည့်ထားဘူးပေါ့နော်ဒါကတော့ကျွန်တော်ဟာကျွန်တော်ပြန်ပြီးထည့်ထားတာပါဆိုတော့ကော်မုတ်လေးနဲ့ပဲထည့်ပြီးလို့ရှိရင်ကော်မုတ်လေးပါအနေငယ်ထည့်ပြီးရင်ပြန်ပြီးတော့တမအောင်ရောပြီးတော့နေလိုက်ပါမယ်နေပြီးလို့ရှိရင်တော့ဒါကိုဟို10မိနစ်15မိနစ်လောက်ပေါ့နော်ကျွန်တော်နှက်ထားလိုက်ပါမယ်ခင်ဗျာပြီးရင်ကျွန်တော်ကတော့ဒီအိုးထဲမှာစီနည်းနည်းများများလေးကျွန်တော်ထည့်မယ်ထည့်ပြီးလို့ရှိရင်တော့စီလုံးဝပူလာတဲ့အထိကိုစောင်းပါမယ် ပြီးရင်တော့အဆင်သင့်လုံးနာရတဲ့ကိုကျွန်တော်ကတော့ zone link နဲ့ပဲထည့်ပြီးတော့ထည့်လိုက်ပါမယ်ပြီးလို့ရှိရင်သူ့ရဲ့အကြော်ကကျွန်တော်တို့ဆွေးဝါးရောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့တခြားတစ်ဖက်ကိုလှန်ပေးလိုက်ပေါ့နော်လှန်ပေးပြီးတော့တေချာလေးချွတ်ချွတ်ရွရွလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆယ်လိုက်လို့ရပါပြီ ဆိုတော့သူ့ရဲ့အရာသာကကျွန်တော်တို့ပဲပြားလဲပါတယ်ကြက်ဥလဲပါတယ်ပဇွန်လဲပါတယ်အတွက်ကြောင့်မလို့ငရုတ်ကောင်းတဲ့မွမွေးလေးနဲ့ကျွန်တော်တို့ဒီအသားလုံးစားနေရတယ်လို့မျိုးလေးစားကောင်းတယ်ကြွကြွရွရွလေးဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်မှာအစာပြေပဲစစားကလေးတွေကိုပဲကြော်ကြွကြွပေါ့နော်အရန်လဲစားလို့ကောင်းတယ်လို့အရန်လဲကြိုက်မှတေးကြပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါကကိုယ်တိုင်လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဓာတုပစ္စည်းလဲနဲတယ်ကိုမိမိကြိုက်တဲ့အရာလေးကိုလည်းပြည့်စွက်ပြီးထည့်လို့ရပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကတော့အချင်းရေလောက်ပါမယ်မကြီးကျင်တယ်ပဲစားမှဖြစ်တဲ့အတွက်ကြောင့်မလို့ မကြည်သီးကိုခဏလေးအနေငယ်နဲ့ကျွန်တော်ကတော့ရောပြီးတော့အရေးဖြော်ထားလိုက်တယ်ပြီးလို့ရှိရင်ကြက်တုံမျိုးငရုတ်စိန်လေးကိုထည့်မယ်ပြီးလို့ရှိရင်တော့ငရုတ်စီလေးအနေငယ်ထည့်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအကြော်လေးနဲ့ကိုမှစားကောင်းတယ်ကျွန်တော်တို့မကြည်ဆော့လေးရပါပြီအရန်လဲစားကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးလိုက်လှုပ်ရှားကြည့်လို့ရပါတယ်သူရဲ့ဟာကကြွကြွရွရလေးနဲ့ဆိုတော့မမွှေးလေးနဲ့ဆိုတော့အရန်လဲစားကောင်းပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်တော့အစာပြေကျွန်တော်တို့ပဲပြားထမင်းလုံးကြော်လေးရပါပြီခင်ဗျာ